ရှင်းစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချင်းမွန်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့လဲအာရနာပေမဲ့ကားထဲမှာပဲနော်အဲဗီဒီယိုရိုက်ပြီးတော့မှတင်ပေးရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီကာလကဗုဒ္ဓဘာသာဝင်တွေရဲ့နော်နှစ်သူကိုကာလဖြစ်တဲ့အချိန်ပဲနော်ပဝန်းကျင်မှာကလော့စပီကာတွေနဲ့လေသူတို့တရားတွေဖွင့်ထားတာပေါ့နော်ဆိုတော့ဖုန်းတော့မနေ့ပြောပါရက်ကွယ်ဒါပေမဲ့ မရရအောင်ဒီနေ့နော်ကျွန်တော်အနေနဲ့ခွားပေးခြင်းလို့ကျွန်တော်ကိုယ်တိုင်လည်းခွားရတဲ့ဟာလေးတူတူလေးနဲ့ခွားပေးမှဖြစ်တယ်ပေါ့ခေါင်းစဉ်လေးကတော့သူကလယ်၌ဟွက်ထားသောဘန္တာနော်တကြနေကြကြားဘူးနေကြခေါင်းစဉ်လေးဖြစ်မယ်ပေါ့ဒါပေမဲ့ဒီနေ့တော့တဲ့ုံဖျားသခင်စကားပြောလိုက်မယ်လို့ပြောခြင်းနဲ့အမှန်တော့သူကဘန္တာဆိုတော့ကဘာလဲဆိုရင်တော့ ယတနာပေါ့တံမိုးကြီးတဲ့အရာကိုဆိုလိုတာဖြစ်တယ်ဒီညမှာเนาะအင်္ဂလိပ်ကျမ်းစာနဲ့ကြည့်မယ်ဆိုတော့ယတနာတံမိုးထားရတဲ့အလွန်တံမိုးကြီးတဲ့ယတနာကိုဆိုလိုချင်တာဖြစ်တယ်အဲ့တော့ဘုရားသခင်ကတော့တင်းတဲ့ချင်းတို့ကိုเนาะတလောကလုံးမှာရှိတဲ့အထဲမှာမှเนาะဘာနာယတနာအနေနဲ့သဘောထားတယ်အဲ့ဒါကိုမမေ့နဲ့ ောချင်တာเนาะတင့်ကိုဘုရားသခင်ကတလောကလုံးလဲဆိုတာကလောကကြီးဖြစ်တယ်เนาะအဲ့တော့တလောကလုံးမှာတလောကလုံးမှာเนาะလောကကြီးကိုတန်ဖိုးရှိစေတဲ့အရာเนาะအနေနဲ့တင့်ကိုဘုရားသခင်ကသဘောထားတယ်တင့်ကိုဘုရားသခင်အလွန်တန်ဖိုးထားတယ်ဆိုတော့ပြောချင်တာပါအဲစံစာလေးဖတ်ရအောင်မဿဲခ73စာပိုက်44 တနေ့ကအကောင်းကင်နိုင်ငံတော်သည်လယ်၌ဟွက်ထားသောဘာနာနှင့်တွေ့ထိုဘာနာကိုတွေ့တော်သူသည် တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်တွားပြီးလင်ရတတ်သမျှကိုရောင်း၍ထိုလည်းကိုဝေတတ်၏ပြောတာတွေ့ရတယ်နော်ကျန်တဲ့ကျမ်းပြန်သူရဲ့အထက်ဟိုဥမာစပိုက်30ခေါ်ပါနော်မဆွေနော်ကိုရောကကောင်းသောမျိုးစီကိုကျဲတော်သူတွေလူသားဖြစ်လယ်ကဤလောကဖြစ်လို့ပြောတာတွေ့ရတယ် ဆိုတော့ဒီနေ့အပေါ်မှာသူကဒီလဲလုတ်တဲ့သူပေါ့သူဟာဘသူလဲဆိုတော့ယေရှုခရစ်တော်ဖြစ်တယ်နော်လဲကတော့ဘာဒီလောကကြီးဖြစ်တယ်နော်အဲ့ဒီလဲဖြစ်တဲ့ဒီလောကကြီးထဲမှာဘာတော့တွေ့လဲဆိုတော့တိမ်မြုပ်နေပြီးတော့ဟွက်ထားတဲ့နော်အဖိုးတန်ယရနာတော့တွေ့တယ်တဲ့နော်တွေ့တဲ့အခါမှာယေရှုပေါ့အဲ့ဒါပြောမှဆိုလဲသမားပေါ့နော် ်ယေရှုကတွေ့တော့မလုပ်လဲဆိုတော့ရတတ်သမျှကိုရောင်းတယ်တဲ့နော်ရောင်းပြီးတော့မှအဲ့ဒီလက်ကိုဝယ်တယ်တဲ့ဆိုတော့လူချင်းနာကလေမဟုတ်ထားတဲ့ဘာနာတီးဟူတော့တင့်ကိုလူချင်းနာကျွန်တော်ကိုလူချင်းနာဖြစ်တယ်ယတနာပေါ့အလွန်တမိုးရှိတဲ့ယတနာဒါပေမဲ့ကိုရောကရတတ်သမျှကိုရောင်းတယ်ဆိုတော့ဒါပါဖြစ်နိုင်လဲကိုယ်စဉ်းစားပေါ့ကောင်းကင်စီးစိမ်ကိုစွန့်နေဒီလိုပြောလို့လည်းရတယ်ပေါ့နော် ပြင်းလဲပါလဲအသက်ကိုစွန့်တယ်လေဝကတိုင်မှာသူရှစ်မြကိုရောက်နေပြောတာကိုနော်စွန့်ပြီးတော့ဘာကိုဝယ်လဲဆိုတော့သင်ကိုလူချင်းတဲ့ခါမှာနော်ဘာကိုဝယ်လဲဆိုတော့လေကိုဝယ်တယ်လို့ပြောတာနော်သင်ကိုရဖို့အတွက်လေကိုဝယ်တယ်ဆိုတော့ဒီလောကကြီးကိုဒီလောကကြီးကိုကောင်းကင်စည်းစိမ်စွန့် နော်စွန့်ပြီးတော့မှသူ့ရဲ့အသက်သွေးကိုစွန့်ပြီးတော့မှလောကကြီးဝယ်တယ်တဲ့အဲ့တော့လောကကြီးဝယ်တဲ့ခါမှာဘာဖြစ်မလဲလောကီသားအလုံးပေါ့အတိတ်ပဲကတော့နော်သူလိုပြောတာတွေ့ရတယ်ပေါ့ပြီးရင်ဒီနေ့တရားခန်းနဲ့စာပိုက်နှစ်မှာဘာပြောလဲဆိုတော့ထိုသခင်နေငါတို့အပြစ်မက လောကီသားအပေါင်းတို့အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏ဆိုတော့အတိတ်ပဲကလောကကြီးဝယ်လိုက်တာအကြောင်းရင်းကတင်တဲ့ကျွန်ုပ်ကိုလူချင်းလို့ နော်သူ့ကိုယုံကြည်လက်တန့်တော့တင်းနဲ့ကျွန်ုပ်ကိုလူချင်းလို့နော်ဆိုတော့ကလောကကြီးထဲမှာဘသူတွေဘသူတွေကနော်ယေရှုခရစ်တော်မိမိကယ်တင်ရှင်ဖြစ်ယုံကြည်မလဲဆိုတော့ယေရှုကသိတယ်သိတဲ့အခါမှာနော်ကျွန်တော်ကြီးပဲဝယ်လို့နော်မတင့်တော်ဘူးအဲ့ဒီအခါမှာတလောကလုံးလောကကြီးကဘာသူကသူ့အသက်သွေးတဲ့ကောင်းကင်ဘုံစည်းစိမ်စွန့်ပြီးတော့မှလာဝယ်တယ်လို့ပြောချင်တာဖြစ်ပါတယ် ဓမ္မမစ်ဆွေဒါကြောင့်နော်ဒီနေ့တစ်ခါလေးမှာကျွန်တော်တို့နော်အငယ်စရာတွေစစ်ပြစရာတွေဒီလောကမှာတွေ့မှာဖြစ်ပေမဲ့သင်ဟာဘုရားသခင်အတွက်ဘာနာဟောထားသောဘာနာဖြစ်ပါတယ်သင်ဟာအလွန်တန်ဖိုးကြီးတဲ့သူဖြစ်တယ်မမေ့ပါနဲ့နော်သင်ဟာအလွန်တန်ဖိုးကြီးတဲ့သူဖြစ်တယ်ဘုရားသခင်အတွက်ဘသူတွေကသင်ကိုတန်ဖိုးနေတဲ့အယူချင်းမရှိဘူးဆင်းရဲတယ်လူရဲ့ကိုင်းမရှိဘူးဘလို့ပဲပြောပြောကိုရောက တင့်ကိုနော်ယတနာအနေနဲ့နော်လောကကြီးရဲ့ယတနာလောကကြီးတန်ဖိုးရှိစေတဲ့ယတနာနဲ့တင့်ကိုမြင်ပါတယ်ဒါလေးကိုမမြင်ပါနဲ့ဒါကြောင့်ဒီနေ့ဆက်ပြီးဒီနှုတ်ကပတ်တော်လေးကိုနော်အဲကြားရခြင်းအဆက်ပြီး ခွာယူပါငါဟာဘုရားသခင်ရဲ့ယတနာဒီလောကကြီးတန်ဖိုးရှိစေတဲ့လောကကြီးဝယ်လောက်အောင်တန်ဖိုးရှိစေတဲ့ယတနာဟာငါဖြစ်တယ် ငါဖျားသခင်တို့အလွန်တံမိုးကြီးတယ်ဘသူကမှငါ့ကိုဂယုမဆိုင်နေပါစေတံမိုးမထနေပါစေငါဖျားငါ့ကိုတံမိုးထားနေတယ်ဆိုတာကိုအမြဲတမ်းအမှတ်ရပါဒါကြောင့်နော်စိတ်ပြအားငယ်စရာတွေတွေ့ကောင်းတွေ့မယ်မိဘသားမိသားစုပြဒနာနော်ဘာပဲဖြစ်ဖြစ်ဒီနေ့စိတ်တမကြပဲနဲ့ဒီနှုတ်ကပတ်တော်အားဖြင့်ခွန်အားယူပါငါဖျားသခင်အတွက်ယရနာဖြစ်တယ်လေမှာဟုတ်တာတော့ဘာနာဖြစ်တယ်လို့ကိုယ်ခွန်အားယူပါလို့အဲ့ဒါဆိုရင်တော့ ငင်သက်ငင်သက်ချင်းချမ်းသာရှိလိမ့်မယ်လို့ခွန်အားပေးနေနေကုန်းချုပ်ပါတယ်ဖျားသခင်နဲ့တင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်